အားလုံးပဲမင်္ဂလာပါ။ Squid Game Season 2မှာ game တွေအားလုံးမပြီးသေးပါဘူး။ game 3ခုကြာမှသေးတယ်။ဒါဆိုနောက်ထပ်လာမယ့် game အသစ်တွေကဘာတွေဖြစ်မလဲ။ဒီဗီဒီယိုမှာ Season 3အတွက်ဖြစ်နိုင်ခြေရှိတဲ့ game ခုနှစ်ခုကိုခွဲပြီးရှင်းပြချင်ပါတယ်။တစ်ခုကတော့ထူးဆန်းလွန်းလို့တကယ်ဖြစ်နိုင်ပါတယ်။ Channel လေးကို Subscribe လုပ်ပြီးသွားပြီဆိုရင်တော့အခုပဲစလိုက်ရမှာရှင်။နံပါတ်1လူကြက်အများဆုံး theory ကစချင်ပါတယ်။ဒီ game က game ball machine ကြာပန်းပေါ်လုံးနှိုက်ရတာနဲ့အရင်စတာဖြစ်ပါတယ်။ကစားသမားတိုင်းကကြာရပေါ်လုံးကိုယူရမှာဖြစ်ပြီးအနီအောင်ဒါမှမဟုတ်အပြာရောင်ပေါ်လုံးတစ်လုံးကိုရပါမယ်။အနီဆိုရင်တားအဖွဲဟန်တာမဟုတ်ဆုံးအပြာဆိုရင်တော့တားကောင်ဖြစ်ရမှာပါ။အနီအဖွဲအပြာအဖွဲခွဲပြရနဲ့ကစားသမားတွေကိုဝင်ကဘာအခန်းတစ်ခုထဲထည့်လိုက်မှာဖြစ်ပြီးအနီအဖွဲကဓားတွေနဲ့အပြာအဖွဲနောက်ကိုအမဲလိုက်ရမှာပါ။အပြာအဖွဲကတော့တော့တွေတုံးပြီး လုံခြုံတဲ့အခန်းတွေရှာရမယ်ဒါမှမဟုတ်လွတ်မြောက်နိုင်မယ့်အခန်းတွေစီကိုသွားရပါမယ်ဒါပေမဲ့အချိန်လဲပါရမလို့အနီအဖွဲကအချိန်မကုန်ခင်အပြာအဖွဲကိုရှင်းပြရပါမယ်မရှင်းနိုင်တော့အနီဖွဲဟန်တာတွေကိုအဆောင်တွေကရှင်းပြပါလိမ့်မယ်ပြီးတော့ဒီ game က season 3မှာပါကိုပါမဲ့ game မှာပါလို့လဲဆိုတော့ဒါက theory တစ်ခုတည်းမဟုတ်ပါဘူးထစ်ဆာထဲမှာဝင်းကပါနေရာတွေဝတ်စုံတွေတော့တက်တာတွေသွေးတွေတဲလွန်စားတဲ့အများကြီးပေးထားတာကြာမှာပဲ နံပါတ်2တစ်ချက်လွဲရင်သိရမယ့် game တစ်ခုဒီ game ကတော့ဘားခိုရမယ့် Monkey Bars game ပါဘားခိုရမှာမလို့ရိုးရိုးရှင်းရှင်းပဲလို့တော့ထင်လို့မရပါဘူးဒီ game မှာဆိုရင်အရန်ကိုမြင့်တဲ့နေရာတွေကိုကြော်ဖြဲရမှာပါအောက်ပြုတ်ကြရင်သိစေနိုင်တဲ့အမြင့်ဖြစ်နိုင်တယ်လို့အောက်ဘက်မှာစူးချွနေထထတာလည်းဖြစ်နိုင်ပါတယ်။ကစားသမားတွေကတယောက်ချင်းသွားရတာဖြစ်နိုင်တယ်လို့အားလုံးအတူတူသွားရတာလည်းဖြစ်နိုင်ပါတယ်။ပိုဆိုးတာကအဖွဲလိုက်တာသွားရမယ်ဆိုရင် နောက်ကကစားသမားတွေကရှေ့ကကစားသမားတွေရက်နေတဲ့အခါအသက်ရှင်ဖို့အတွက်ရှေ့ကကစားသမားကိုကန်ချတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။တက်ကြီးရွယ်အိုနဲ့မိန်းကလေးတွေတက်တော့ဒီ game ကနှက်ဆိုး game ဖြစ်လာစေပါတယ်။ဒီ game အတွက်ဖြစ်နိုင်ခြေရှိတာက season 2ရဲ့နေရန်ပေါ်ကပုံနေမှာ monkey bar game ပုံရိပ်တွေရှင်းရှင်းလင်းလင်းပြထားပါတယ်။ဒါကြောင့်ဒီ game မှာလည်း season 3မှာပါလာနိုင်ပါတယ်။နံပါတ်3အပြေးပြိုင်ရမယ့် game ဒီကိမှဆိုရင်စတက်ဒီယမ်ကစားကွင်းတစ်ခုပြီးတော့အနီရောင်ပြေလန်ကွင်းအရာတွေပါဝင်မဲ့ထမ်းပါတယ်ကစားသမားတွေကတတ်မှတ်ထားတဲ့ပန်းနိုင်ကိုအမြန်ဆုံးပြေးရမယ်တကယ်လို့ပြေးတာနေပြီးနောက်ကျခဲ့မယ်ဆိုရင်တော့အသက်ခင်ရမယ်ဒါပေမဲ့တခုရှိရာကလက်ဆင့်ကန်အပြေးပြိုင်ပွဲလားဒါမှန်အပြေးပြိုင်ပွဲလားဆိုတာစဉ်းစားဆရာပါပဲ squid game က squid game မလို့ game တွေကရုပ်ရှင်းမှာတော့မဟုတ်ပါဘူး VIP ရဲ့သဘောကျဖို့ game ကို လူတက်နေပေါင်းစုံထည့်ထားမှာတိတ်ချပါတယ်ဒီ game ကိုဘာလို့ပါလာမယ်လို့ထင်လန်းဆိုရင်တော့ season 2ရဲ့ရက်စွဲကြညာတဲ့ trailer ထဲမှာရှိပါတယ်ကစားသမားတွေကပြင်းနေကြပြီးအဆောင်တွေကကြည်နေကြပါတယ်ဒါကယူယူကြီးလို့ကောင်းထည့်ထားတဲ့ trailer လည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်အဲ့ဒီထပ်ပေါ်တဲ့အတိတ်ပဲနဲ့ထည့်ထားတာလည်းဖြစ်နိုင်ပါတယ်။နံပါတ်၄ဒီကောက် game ကတော့နည်းနည်းကြောက်ဖို့ကောင်းပါတယ်။ ဂိမ်းကဘလို့ကစားရမှာလဲဆိုတော့ကစားသမားတွေကတန်လျာတစ်ခုထဲမှာလမ်းလျှောက်သွားရပါမယ်အယုတ်ကြီးနှယုတ်လည်းရှိနေမှာပါပြီးတော့ကြောက်စရာကောင်းတဲ့ကလေးတစ်ချင်တစ်ပုတ်ကိုလည်းဖွင့်ထားမှာပါတချင်းရက်သွားတဲ့အခါအယုတ်တွေကသူတို့ရဲ့လက်တွေကိုချလိုက်ပါမယ်သူတို့လက်အောက်ရောက်သွားတဲ့ကစားသမားတွေကတော့တေးရမှာပါဒီ game ကတကယ်ပြင်လက်တွေမှာလည်းကစားကြပါတယ် အရာကိုတောင်တောင်တောင်ဒေမန်လို့ခေါ်ပါတယ်အပြင်မှာတော့ပျော်စရာကောင်းတဲ့ကလေးကမှလည်းဒီစကွစ်ကဲမှာတော့အယုတ်ကြီးတွေရဲ့လက်အောက်ကိုရောက်တာနဲ့သိရမှာပါရဲရမဲ့ချိန်ကတချင်းတန်ဆုံးသွားတာနဲ့ရက်နိုင်တယ်လို့မိနီမိစိန်ပုံစံနဲ့လည်းရက်နိုင်ပါတယ်အယုတ်ကြီးနှစ်ယောက်ကတော့ Squid Game Red Light Green Light ရဲ့အရှုံးမကြီးပါမယ်။ဒါပေမဲ့ဒီတစ်ခါတော့သူ့ချစ်သူတယောက်ပါခေါ်လာပါတယ်။ဒီ game ကိုဘာလို့ပါမထင်လဲဆိုရင် Season 2ရဲ့ Post Credit Scene မှာဒါတွေကိုရှင်းအောင်ပြထားပါတယ်။ယထာလန်းပုံစံတွေ၊မီးနေမီးစိမ်းတွေပြီးတော့အဲ့ဒီရုပ်ကြီးတွေက Final Boss တွေလို့မျက်နှချင်းဆိုင်ရက်နေပါတယ်။နံပါတ်5 Season 2ရဲ့နေရံပေါ်မှာစစ်တူရင်ပုံပုံစံတစ်ခုထွက်လာတာကိုပရိသတ်တွေကသတိထားမိခဲ့ပါတယ်။ဒီ game မှာဆိုရင်ကစားသမားတွေကို စစ်တူရင်ပုံစံအဖွဲနှစ်ဖွဲ့ခွဲပြီးတစ်ဖွဲ့ကို Gihon Player 45စင်နဲ့နောက်တစ်ဖွဲ့ကို Freeman Player 001ကဥဆောင်နိုင်တယ်လို့ယူဆထားပါတယ်။ဒါပေမဲ့ Player 001က Freeman နေရာကနေကစားသမားနေရာကိုဘလို့ပြန်လာမလဲဆိုတော့စိတ်ဝင်စားစရာပါ။စစ်တူရင်ကဲမှာအကွက်မှားတာနဲ့အသက်ခံရမှာပါဆိုတော့ကောင်းဆောင်နေပေါ်မှာပို့ပြီးတော့အတီးကကြပါတယ်တီကင်းမှာဂီဟွန်းနဲ့ဖရန့်မန်ရဲ့ဉာဏ်ရည်နဲ့ပြူဟာချမှုကိုစမ်းသက်တဲ့ပြန်ဆိုင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်နေရန်ပေါ်ကဟူရီမီဟီခရက်စ် TV မြန်မာလို့ဆိုရင်တော့ ဒီနေ့ငါမနှက်ဖြန်မင်းဆိုရဲလက်တင်စာသားကလည်းသိချင်းတရားကိုအလဲကျရင်ဆိုင်ရမယ့်သဘောကိုပြတယ်လို့ယူဆလို့ရပါတယ်။ဒါကြောင့် human chess game ကပါလာနိုင်ပါတယ်။ဆိုပေမဲ့ negative အတွေ့အရဆိုရင်တော့ဒီ human chess game ကကလေးကစားနည်းမဟုတ်ပါဘူး။ squid game ဆိုတာကကလေးကစားနည်းတွေကိုမှလူတက်တာတွေထည့်ထားတာအများဆုံးပါ။ဒါကြောင့်စစ်တူရင်လူကြီး game ကအတိအကျကြီးပါလာနိုင်မယ်လို့တော့မထင်ပါဘူး။အဲ့လိုဆိုပေမဲ့ squid game ကကြီးညာထားသလို global ပုံစံနဲ့ထက်သွားမယ်ဆိုရင် ဒီလိုကဲမျိုးကပါလာနိုင်ပါတယ်ဆိုတော့50 50ပါပဲနံပါတ်6 post credit ဆဲမှာမူရင်းကိမ်းတွေကအယုံမလေးပြင်နောက်ထပ်ရုပ်တရုပ်ကိုတွေ့ခဲ့ရပါတယ်ဒီဟာနဲ့ပတ်သက်ပြီး theory တွေအများကြီးရှိပါတယ်နာမည်အကြီးဆုံး theory တစ်ခုကတော့ဒီရုပ်ပုံတွေဟာ Jack and Jill look ခေါ်တဲ့ game တစ်ကိမ်းနဲ့သက်ဆိုင်နေတဲ့ဆိုတဲ့ theory ပါအဲ့ဒီ game မှာ player တွေကတောင်ပေါ်တက်ပြီးရေတွင်းထဲကနေရေခက်ရတာဖြစ်ပါတယ်ရေပုံးနှပုံးကိုလက်တစ်ဖက်စီမှာတဲပြီး တောင်အောက်ကိုဆင်းရမှာပါ။ရေကိုအပြစ်ခတ်မှာဖြစ်ပြီးကြေတဆက်မှကြလို့မရပါဘူး။ဂိမ်းကရိုးရှင်းနေဆိုပေမဲ့ Squid Game မှာတော့ player တွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်မဲ့အယုတ်တွေပါလာပါလိမ့်မယ်။ပြောရရင်တော့ပထမဆုံး game နဲ့ကလိုမျိုးရက်လိုက်သွားလိုက်လှုပ်ရမှာပါ။ Jack and Jill ကဒီလိုပုံစံနဲ့လာနိုင်တယ်လို့နောက်တဲ့ပုံစံတစ်မျိုးနဲ့လည်းလာနိုင်ပါတယ်။အဲ့ဒါကတော့ကစားသမားတွေကတောင်တတောင်ကိုတက်ရမှာဖြစ်ပြီးတောင်ပေါ်မှာအယုတ်တရုတ်တောင်အောက်မှာအယုတ်တရုတ်ရှိနေနိုင်ပါတယ်။ တောင်ကအရန်ကိုမှတ်ပြီးတက်ရခတ်ပါလိမ့်မယ်ပြီးတော့ကျိုးတွေပါရမပေးဘူးဒီအတိုင်းပဲကုတ်တက်ရမှာပါတီကင်းမှာအချိန်နဲ့ပါနိုင်ပါတယ်ပါလို့တီလို့ပါလာနိုင်လဲဆိုရင်စင်တူပို့စ်ခရက်ဒစ်စင်မှာအယုတ်တွေကိုခွဲထားပါတယ်တစ်ခုကအောက်မှာတစ်ခုကအပေါ်မှာဖြစ်ပါတယ်နံပါတ်9စီစင်တူခရက်ဒစ်မှာပြထားတဲ့ရထားလန်ဂိမ်းကိုစီစင်3ထဲမှာပါလာနိုင်တဲ့ဆိုပြီးတွင်းနေကြပါတယ်ဒီ game ကတက်တနိကပီတာမှာအရင်နာမည်ကြီးတဲ့ရထားပြဿနာကို အခြေခံထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ယထာတန်လန်တစ်ခုမှာလူတစ်ယောက်ရှိပြီးတခြားယထာတန်လန်တစ်ခုမှာလူ၅ယောက်ရှိပါတယ်။ယထာတစီကလူ၅ယောက်ရှိတဲ့ယထာတန်လန်ပေါ်ကိုမောင်းလာနေတယ်လို့ယူဆကြည့်လိုက်ပါ။ကိုကယထာသွားနေတဲ့လမ်းကြောင်းကိုပြောင်းနိုင်နေဆိုပါစို့။ဒါဆိုလူ၅ယောက်ကိုကယ်ဖို့ပြောင်းလိုက်ပါလား။မပြောင်းဘူးလားဆိုတော့ပြဿနာပါ။ လူ9ယောက်ကိုကဲချင်တဲ့ဆိုရင်အပြစ်မရှိတဲ့သူတယောက်ကိုစတေးဖို့လိုသွားပါပြီ။ဒီလိုမျိုးစတေးတင်လားမစတေးတင်ဘူးလားဆိုရဲကိုကျင့်တရားပုံစံတစ်ခုဖြစ်ပါတယ်။ Squeaken မှာတော့သူတို့အခင်ဆုံးလူတယောက်ကိုကဲမလား။ဒါမှမဟုတ်သစင်းအောက်ဆုတစ်ခုကိုကဲမလားဆိုပြီးရွေးချယ်မှုပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Player တွေကအဲ့ဒီနှစ်ခုတည်းတစ်ခုကိုမဖြစ်မနေရွေးရမှာပါ။ ဒီ game ကိုကြီးဟွန်းတာကစားမယ်ဆိုရင်ဆုံးဖြတ်ချက်ချဖို့တော်တော်လေးကိုခက်ခဲသွားမှသိကြပါရယ်ဒီလိုမျိုး game တွေကတကယ်ကိုဝမ်းနည်းစရာကောင်းပါပါဒီ game တွေအလုံးကအတိအကျပါလာနိုင်မယ်လို့မပြောပါအောင်ရှင်ဂျာရီကပရိသတ်တချို့ရဲ့ပြစ်နိုင်ချိန်များတဲ့ theory တွေပါပထမဆုံး hunter game ကတော့သိချနေပါရယ်တခြား game တွေကတော့ theory တသက်ပါပဲအခုလို squid game theory တွေသဘောကျတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပေးခဲ့ပါ နောက်ဗီဒီယိုတွေမှာပြန်ဆုံရမှာရှင်ကျမကတော့တင်ဆက်သူလေဒီခင်ပါရှင်